တခါတော့ကဘေးချင်းကပ်နေတဲ့အိမ်လေးနဲ့ရှိတယ်။ပထမအိမ်ကတော့ထမင်းဟင်းစားတရားတွေကိုချက်ပြုတ်ရောင်းချတယ်။အဲ့ဒီအိမ်နဲ့ကပ်ရက်အိမ်ကတော့ဗီဒီယိုကွေးငားဆိုင်ဖွင့်ထားပါတယ်။ထမင်းရောင်းတဲ့ဆိုင်မှာကလေးတစ်ယောက်ရှိသလိုဗီဒီယိုကွေးငားတဲ့ဆိုင်မှာလည်းရွယ်တူကလေးတဦးရှိပါတယ်။ကျောင်းဆင်းလာခြင်းသို့ထမင်းဆိုင်ကကလေးကညာကုန်းနိုင်ကြီးအမေကိုလာကူရောက်ပကံသိအဲ့တဲ့တွေကိုစားတရားတွေကူးချပေးတဲ့အလုပ်ကို လုပ်ပါတယ်။အခွေငားတဲ့ကလေးကတော့ကြောင်းအပြန်လာတဲ့ဒုတိယထပ်မှာဂိမ်းထိုင်စောနေပါတယ်။ ။ဘိုက်သာလာရင်တော့သူ့ရဲ့ဖေကိုဘေးသာရန်နေစားစရာတွေဝယ်ပေးဖို့အော်ဟစ်မာပြီးအခန်းထဲထီကိုလာဖို့ခိုင်းပါတယ်။ဓမင်းသာရကလေးကကြောင်းတက်ရင်စီးဖို့အတွက်ဆိုင်ကယ်လိုချင်တာတော့နောက်ဆုံးနှစ်မှာရပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့မိဟာသူ့ကိုလောအားကားဖြစ်တရက်ကိုတရားပေးပြီးတော့၄၀ကိုကြောင်းမုံဝူဖြစ်တုံးရပါတယ်။လူကျင်နာလေးတွေရဖို့အတွက်လဲကိုဘာသာကိုပတ်စံစုပြီးဝယ်ခိုင်းပါတယ်။အခွေငားတဲ့ကလေးကတော့ဝမ်တူကောဖုံးလေးတက်ထွက်လာကြတာမှာပဲသူ့ရဲ့မိကိုဝယ်ပေးဖို့ပူတာတယ်။ ူ့ရဲ့အမေကလည်းဝဲပေးလိုက်တယ်။သူဟာအเจ้าမှာပထမဆုံးဖုန်ရှိတဲ့သူဆရာမတက်စောပြီးတော့ဟန်ဖုန်ကင်နိုင်တဲ့သူပါ။ထမင်းသားရကလေးကစနေတနေ့ငနေနေ့တွေမှာဆို အဖေကိုသာသေးသွားဝယ်ရတယ်။ဈေးမှာပစ္စည်းတွေကိုကိုယ်တိုင်သွားဝယ်ပြီးစိုင်းကိုတဲလာရတယ်။အခွေငါးသားရကလေးကတော့စနေတနေ့ငနေနေ့တွေမှာဆိုအန်သွဲတွေကပတ်စံတွေကိုနိုင်တယ်။ပြီးတော့သူ့ရဲ့တငယ်ချင်းတွေနဲ့ရုပ်ရှင်တွေကြည့်စတိုးတိုင်တွေကိုပတ်ပြီးလိုချင်တာတွေဝယ်နေတတ်တယ်။ တနေ့မှာတော့နေအိမ်လုံးအမိသားစုတွေကဖျားပွဲတစ်ခုကိုတွားကြတယ်။အပြန်မှာတော့ကားမောက်ပြီးနေအိမ်လုံးအမိပါတွေကစုံပါသွားကြပါတယ်။အဲ့ဒီအချိန်မှာထမင်းတရားကလေးကကြောင်းပြီးနေပြီမို့သူ့လိုအားကားနဲ့ဝယ်ထားတဲ့ဆိုင်ကယ်ကိုမောင်းပြီးဈေးသွားဝယ်တယ်။ဆိုင်ကိုပုံမှန်အတိုင်းဆက်ဖွင့်ပြီးသူ့ထံငယ်ကလေးတွေကိုရှာဝေကြိုးပေးပါတယ်။ခွေငါးတရားကလေးကတော့ကြောင်းလဲပြီးမိဘငွေတွေကလည်းသူ့သုံးဖြုံးလို့ကုန်သွားတာနဲ့ဘာမှမကြံတော့ပါဘူး။ သုံးစရာဝင်မရှိတဲ့အခါသူဟာအိမ်ကိုရောက်ဖို့ကြင်ညာတယ်။ထမင်းသာယာကလေးကသူ့ဘေးကအခွင့်ကားတိုင်းအိမ်ရောက်ဖို့တင်ထားတာကိုတွေ့တဲ့အခါသူစုထားတဲ့ပတ်စံလေးတွေနဲ့ပေါင်းပြီးဘေးချင်းကအိမ်ကိုဝယ်လိုက်ပါတယ်။အခွင့်ကားတိုင်းကကလေးကတော့အိမ်ရောက်ရတဲ့ငွေပတ်စံသိန်းပေါင်းများစွာရသွားတဲ့အခါမိုးမမြင်လေမမြင်နဲ့တိတ်ကိုပျော်ရွှင်နေပါတယ်။ထမင်းသာယာကလေးကနိုင်ရန်တွေကိုဖြိုးချတယ်။ပြီးတဲ့အခါဆိုင်နှဆိုင်ကိုတဆိုင်နဲ့ဖျောင်းပေါင်းလိုက်တယ်။ လိုအပ်တဲ့သပွဲတွေကိုထပ်ဖြည့်လိုက်ပြီးသူ့ရဲ့ထမင်းတိုင်ကိုအကြီးဖြစ်လာပြီးလူတွေအများကြီးထိုင်နိုင်တဲ့ဆိုင်ဒီဇိုင်းဖြစ်အောင်စီမံလိုက်ပါတယ်။ဒီလိုဆိုင်ကြီးတစ်ဖြည်းဖြည်းကြီးလာပြီးလူတိလာတဲ့သူ့ရဲ့ထမင်းတိုင်လေးဟာလည်းတရက်တစ်တရက်ပိုပြီးရောင်းအားတက်လာတဲ့ဆိုင်ဒီဇိုင်းဖြစ်လာပါတယ်။ဒီအချိန်မှာဖွေငားတိုင်ကခလီကတော့အိမ်ရောက်လို့ရတဲ့ငွေတွေကသုံးဖြုံးလို့ကုန်သွားပြီမို့သူများဒီမှာအလုံးလုံးနေရတဲ့ဘဝကိုရောက်နေပါလေ။လူကျင်နာကိုလက်ညှိုးလေးထိုးပြလိုက်တာနဲ့အကုန်ရလာတတ်တဲ့ကလေးတယောက် နောက်တစ်ယောက်ကတော့လိုချင်တာကိုရဖို့စိတ်ရောကိုရောလိုအားရောကိုယ်တိုင်အားဆိုင်ရင်းနှီးမြုံနှံခဲ့ရတဲ့ကလေးတယောက်နောက်ဆုံးမှသူတို့မိဘတွေမမျှော်လင့်ပဲကွယ်လွန်ဆုံးသွားတဲ့အခါတယောက်ကကိုရူးကိုချုံတဲ့အချင်းကိုရနိုင်ပြီဖြစ်တဲ့အတွက်မိဘရဲ့လက်ငုတ်လက်ရင်းကိုတိုးတက်လာအောင်ဦးသီးဦးဆောင်ပြုနိုင်တယ်။ကြံတဲ့တယောက်ကတော့မိဘလက်ငုတ်လက်ရင်းကိုမထိန်သိမ်းနိုင်ပဲပြိုလဲပြက်စီးသွားပါတယ်။ဒါကြောင့်လဲရှေးလူကြီးသူမတွေကကလေးတွေကိုငငယ်ငယ်တည်းကဒုက္ခခံခိုင်းပါလို့စုံမခဲ့ကြတာပါ။ ငယ်စဉ်မှာအောင့်သက်ကြည်ပြီးအချိန်မခိုင်ခဲ့ရင်သူတို့မိကိုအားထားနေတဲ့မိဘတွေမရှိတဲ့အခါမှာအဲ့ဒီကလေးတွေဟာဒုက္ခရောက်တတ်ပါတယ်။ဒါကြောင့်မိတ်ဆွေတို့လည်းကိုယ့်ရဲ့ကလေးတွေကိုအမှန်တကယ်ချစ်တယ်ဆိုရင်ငယ်စဉ်ကတည်းကအောင့်သက်ကြည်အောင်ခိုင်ပါ။လူကျင်နာမှန်သမျှကိုလူတရပြည့်စုံအောင်ဖန်တီးပေးတာမျိုးမလုပ်ပါနဲ့။ဘာကြောင့်လဲဆိုတော့မိတ်ဆွေတို့ဟာအသက်တထောင်ဒီအသက်ရှင်နေမှာမဟုတ်တယ်လို့သူတို့ကိုလည်းတဘဝလုံးသာလိုက်ပြီးကူညီပံ့ပိုးပေးနိုင်မှာမဟုတ်လို့ပါပဲ။ ငငယ်အားမိဘတွေပူပူမို့လိုလိုက်ထားတဲ့ကလေးတယောက်ဟာကြီးလာရင်ဒုက္ခတွေ့ရပြီးငယ်စဉ်ကတည်းကကိုရုကိုချုံတတ်ဖို့လေ့ကျင့်ပေးထားတဲ့ကလေးတွေဟာကြီးလာတဲ့အခါမှာသူတို့ရဲ့ဘဝကိလန်ကိုသူတို့ခြေသူတို့လက်နဲ့အောင်မြင်အောင်တည်ဆောက်နိုင်ကြပါလိမ့်မယ်။ဒါကြောင့်ကလေးတွေကိုကိုရုကိုချုံတတ်အောင်လိုချင်တာရှိရင်ကိုယ့်ဘာသာကိုပတ်စံစုပြီးဝယ်တတ်တဲ့အခြင်းမျိုးကိုလေ့ကျင့်ပေးထားပါ။ဘယ်သူတစ်ုံတစ်ယောက်ကမှသူ့အတွက်ဘဝတသက်သာလုံးငွေရှားပေးနေနိုင်မှာမဟုတ်ဘူးဆိုတဲ့အတွေ့အကြုံကလေးတွေနားလည်သွားပါသည်။ ဒါကြောင့်ကိုယ့်ရဲ့ကလေးကိုအမှန်တကယ်ချစ်တယ်ဆိုရင်ငယ်တင်ကလေးကသူတို့ဝင်သူတို့အားနဲ့လုံနိုင်တဲ့အရာမှန်သမျှကိုလုပ်ခိုင်းပါအခြေခံကရှင်သန်ခွင့်ရတဲ့ပြိုးပင်လေးတစ်ပင်ဟာကြီးလာတဲ့အခါမှာအသီးပွင့်တွေဝေစားနေတဲ့တစ်ပင်ဤတစ်ပင်ဖြစ်လာပါလိမ့်မယ်